အရှင်ဖရာတမထနဲ့ဝိပဿနာဘာကွာလဲဖရာတပြည့်တော်မေးတိုင်းအရှင်ဖရာကမဖြေပေးဘူးတဲ့မန်ဒီများတဲ့အတွက်ကြောင့်မမြင်လို့မဖြေပေးမိတာပါအဲ့ဒီအတွက်ဥစဉ်ကိုနားလေပေးစီခြင်းပါတယ်အခုမြင်လို့ဖြေပေးလိုက်ပါပြီတမထနဲ့ဝိပဿနာဘာကွာလဲဆိုတော့တမထဆိုတာက စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့်ပမာတမာတိအလုပ်ဖြစ်ပါတယ် တနည်းနားလည်အောင်ပြောရမယ်ဆိုရင်တမထဆိုတာဟာကာမိစန္ဒစာသောនិဝရဏတရားတွေကိုငြိမ်သက်ပျောက်ကင်းစေသည့်အလုပ်ဖြစ်ပါတယ်။ဝိပဿနာဆိုတာကတော့ပညာစကံပညာအလုပ်ဖြစ်ပါတယ်။ဝိပဿနာသည်ပညာစကံပညာအလုပ်ဖြစ်တာဟန်ပေမဲ့ဝိပဿနာအလုပ်ကိုလုပ်တဲ့အခါမှာတမာတမာတိဖြစ်တဲ့တမထအလုပ်တည်လဲပဲအရေးပါလာပါတယ်။ တမထရဲ့အကျိုးသည်ယမပြည်ကိုတက်ရောက်စေပြီးဝိပဿနာရဲ့အကျိုးကတော့နိဗ္ဗာန်ကို မျက်မှောက်ပြုစေပါတယ်။ဒါဟာတမထနဲ့ဝိပဿနာကွာခြားပုံပဲဖြစ်ပါတယ်။